အရေးချင်းရှိပေမဲ့ Miss Universe မြန်မာ2025မှာ top ဝင်မယ်နေနာခဲ့ရတဲ့အလားမဲ့သုံးဦး ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Global Media News Page ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ Miss Universe မြန်မာ2025ပြိုင်ပွဲကိုဇွန်လ28ရက်နေ့ကကျင်းပပြီးတော့ဝင်နာအလမဲ့ကိုလည်းရွေးချယ်ပြီးသွားပြီဖြစ်ပါရစေ။ဒီနေ့ပြိုင်ပွဲမှာအရေးချင်းရှိပြီးတော့ဝင်နိုင်ရမယ်လို့နာမည်ကြီးရဲ့အလမဲ့တချို့ကအရေးမခံရဘဲနဲ့ကြောင်တူးခံလိုက်ရတဲ့အတွက်ပရိသတ်တွေကမကြေမနက်ဖြစ်နေကြတာပါ။ Top မဝင်ခဲ့တဲ့အလမဲ့တွေကိုကြည့်လိုက်ရအောင်ပါရှင်။ နံပါတ်၁ခင်ရနာဆိုးခင်ရနာဆိုးက Miss Universe ဘကိုကိုစားပြုနေတဲ့ဝင်ရောက်ရှင်ပြိုင်နေတာဖြစ်ပါတယ်။အစရောတယောက်ဖြစ်ကနေအလမဲတယောက်ဖြစ်လာဖို့ဝေဖန်နေကြပြီမဲ့ Final ပြိုင်ပွဲနီးကလာတာနဲ့အမျှသူမကိုအားပေးတဲ့သူတွေကများလာခဲ့ပါတယ်။အလမဲရီတဲမှာဆိုရင်တော့အားပေးတဲ့ပရိသတ်အခိုင်အမာရှိတဲ့အလမဲလို့တောင်ပြောလို့ရပါတယ်။ခင်ရနာဆိုးကဝင်နာမရခဲ့ရင်တောင်လက်ချင်းချိန်ရလိမ့်မယ်လို့ထင်ကြတာပါ။ဒါပေမဲ့လည်းအထင်နဲ့အမြင်ကတလွဲစီတာဖြစ်ပါတယ်။ခင်ရနာဆိုးက ချင်းချေရဖို့နေနေသက်သာ top 6ထဲတောင်မပါလိုက်ပါဘူး top 10နဲ့တင်ဖြုတ်ချခံလိုက်ရတာပါတို့မအားပေးတဲ့သူတွေကတော့ top 6ကိုစမကြည့်ကြလောက်အောင်ဖြတ်သွားပါတယ်ခင်ရနာဆိုးကိုရိုင်းကလည်းစိတ်ထဲမှာကတိကအောက်ဖြတ်သွားခဲ့တာပါဒါပေမဲ့အားမလျှော့ပဲ ကျမငွေရီအများကြီးစုပြီးရင်ငွေထုံးနဲ့2027ကျရင်ပြန်ပြိုင်မှာလို့အသိပေးထားတာဖြစ်ပါတယ်။နံပါတ်နဲ့ရရန်ခေယန္နာစိုးထပ်ပို့ပြီးတော့ပြည်သက်တီနှံမြောင်ရတဲ့အလမဲကတော့ပသိန်ကိုစားပြုအလမဲရရန်ဖြစ်ပါတယ်။ရရန်ကအရှံမောင်းကောင်းတဲ့အပြင်အလမဲတယောက်ဖြစ်တဲ့အလတရားလည်းရှိနေတာပါ။ဒါကြောင့်မို့ပြိုင်ပွဲအစမှကလေးကရရန်ကို Miss Universe မြန်မာ2025ရဲ့ winner ဖြစ်လိမ့်မယ်လို့အသေးအချာကိုတွက်ချက်နေခဲ့ကြတာလည်းဖြစ်ပါတယ်။ ရန်ရန်ကိုရိုင်းကလည်းသူ့ကိုယ်သူ runner up တယောက်ဖြစ်ရမယ်လို့ယုံကြည်ချက်ရှိပါတယ်။ဒါပေမဲ့ရန်ရန်ကအထင်နဲ့အမြင်လုံးဝကွဲလွဲခဲ့ရပါတယ်။ top 10အထိတယောက်နိုင်ခဲ့ပေမဲ့ top ရောက်တဲ့အချိန်မှာပြုတ်သွားခဲ့တာပါ။ဒါကြောင့်မို့ရန်ရန်အထွတ်အားလုံးကဝန်းနေခဲ့ရပါတယ်။ရန်ရန်က top ဝင်ရင်မိကုန်းဖြည့်ဖို့အတွက်ပါအမေးဖြေတွေလုပ်နေခဲ့ရပါ။ဒါပေမဲ့ top 6တောင်မဝင်လိုက်တာမို့ပရိသတ်တွေကတော့ national director dot so yu wei ကိုအပြစ်တင်နေကြတာပါ။ရန်ရန်ကိုပရိသတ်တွေကတော့အယားအပြင်းစင်ပြီးရင်ခန် ်ဘက်ပြန်လုပ်ဖို့တိုက်တွန်းထားကြပါတယ်။ နံပါတ်3နန်းစံဖောင်းနန်းစံဖောင်းက Miss Universe အင်းစိန်ကိုစားပြုလာမယ်တယောက်နေနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တာပါပြိုင်ပွဲအစမှာကလေးကဝင်နာအတွက်အပီဖိုင်နိုင်တဲ့အလှမယ်နေနဲ့နာမည်ကြီးနေခဲ့တာပါနန်းစံဖောင်းက International အလှမယ်ပြိုင်ပွဲမှာလည်း Top 20အထိဝင်ရောက်ရှင်ပြိုင်နိုင်အောင်မြန်မာနိုင်ငံကိုစားပြုနေတဲ့ကြိုးစားပေးခဲ့တာပါ International စင်အထွေချုပ်လည်းရှိရသူမှာကပရိသတ်တရားရလက်ကောင်းနေတဲ့ Miss Universe မြန်မာ2025မှာတောက်ပနိုင်လိမ့်မယ်လို့ထင်ခဲ့ကြတာပါဒါပေမဲ့နန်းစံ န်ဖောင်က runner app ရဖို့အတွက်တောင်အခွင့်အရေးမရှိဘဲ top 10နဲ့လည်းမဝင်ခဲ့ပါဘူး top 16နဲ့တင်ဈေးနဲ့လိုက်ရတဲ့ဖြစ်တဲ့အတွက်ကို evening gown နဲ့ question answer round ဖြေခွင့်မရှိခဲ့ပါဘူးဒီရလတ်ကနန်းစန်ဖောင်အတွက် short လဲဖြစ်စေခဲ့သလိုအရန်ကိုလည်းခံပြင်းစရာကောင်းခဲ့ပါတယ် တမအိုပရိသတ်တီကလိုအပ်ချက်ကိုပြင်ဆင်ပြီးတော့ Miss Universe ကိုလာပါဆိုပြီးတော့နှစ်သိမ့်ကြပါတယ်။ဒီပေါ်မှာနန်းစံဖောင်းကတော့ဘာမှမပြင်ခိုင်းပါနဲ့တော့ဘာမှပြင်စရာမလိုပါဘူး။ဖော်ဆော်ပဲအထုတ်လိုက်ပြင်ခဲ့ပါမယ်။ဒါပေမဲ့မလာတော့ပါဘူး။ဒီတိုင်းဖြေလိုက်တာပါဆိုပြီးတော့ကြင်ထားခဲ့တာပါ။နန်းစံဖောင်းကတော့ငွေနဲ့မှလူရဝင်တဲ့ Miss Universe မြန်မာကိုစိတ်ကုံသွားကြောင်းတွေ့ဝိုက်ပြီးတော့ပြောသွားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးနေနဲ့ရောဒီအလမယ်တွေက top ကိုမဖြစ်မနေဝင်သင့်တယ်လို့ထင်လားဆိုတာ comment လေးထဲမှာပြောပြပေးခဲ့ကြပါအောင်ရှင်။